ရိုတင်းဟာခန္ဓာကိုယ်အတွက်အရေးကြီးဆုံးအာဟာရဓာတ်တစ်ခုပါဒါပေမဲ့လိုအပ်တာထက်ပိုစားရင် အထူးသဖြင့်ရေရှည်မှာတော့မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ပရိုတင်းအလွန်ကျွန်းစားရင်ရေရှည်မှာဘလို့ကျန်းမာရေးပြဿနာတွေဖြစ်လာမလဲဆိုတာကိုပြောပြပေးသွားပါမယ်နော်အကိုကပိုရန်နေတဲ့ပရိုတင်းတွေကိုထိထိရောက်ရောက်သိမ်းဆဲထားလို့မရပါဘူးเนาะ အဲ့ဒီအစာခြေပြတ်တဲ့အခါမှာပထမတစ်ခုအနေနဲ့ကြောက်ကပ်ကိုဝင်ပြီးစီခြင်းမှာပရိုတင်းခြေပြတ်ရာကထွက်လာတဲ့အစိတ်အောက်တွေကိုကြောက်ကပ်ကပို့ပြီးတော့ဖဲထုတ်ပေးရပါတယ်။အချိန်ကြာလာတဲ့နဲ့အများကြောက်ကပ်ကိုပင်ပန်းစေပြီးတော့ကြောက်ကပ်ကယောဂအခန်းရှိသူတွေအတွက်ပို့ပြီးတော့ဆိုးစေပါတယ်။နောက်တစ်ခုကတော့နှလုံးနဲ့သွေးကြောဆိုင်ရာပြဿနာတွေပါ။ပရိုတင်းများတဲ့အစားအစာတွေဥပမာအနီးရောင်အသား အစီများတဲ့နှုတ်ထွက်ပစ္စည်းတွေကိုအလွန်အကျွံစားသုံးတဲ့အခါမှာသွေးတွင်းအဆီဓာတ်တွေများလာပြီးတော့နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြင်းကိုပိုပြီးတော့ဖြစ်လာစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ကိုယ်အလေးချိန်တက်လာတာပါ။ပိုရှန်နေတဲ့ပရိုတင်းတွေကိုခန္ဓာကိုယ်ကစွမ်းအင်အဖြစ်ပြောင်းလဲအသုံးပြုပြီးတော့မကုံတဲ့စွမ်းအင်တွေကိုတော့အစီအဖြစ်ပြောင်းလဲတူလောင်ထားတဲ့အတွက်ကြောင့်မလို့ဝိတ်တက်တာကိုလည်းဖြစ်စေပါဗါး။နောက်တစ်ချက်ကတော့အယိုးနဲ့ကယ်လ်ရှီယမ်မညီမျှခြင်းမှာ အချို့သောလေးလာမှုတွေအရဆိုရင်ပရိုတင်းဓာတ်အလွန်အကျွံသုံးဆွဲမှုကခန္ဓာကိုယ်အတွင်းမှာရှိတဲ့အက်ဆစ်တက်ကိုတိုးစေပြီးတော့အဲ့ဒီအက်ဆစ်တက်ကိုခြေပြတ်ဖို့အတွက်အရိုးထဲကကယ်ဆီယမ်တွေကိုဆွဲထုတ်သုံးဆွဲတာမျိုးဖြစ်ပေါ်နိုင်ပါတယ်။လူတစ်ယောက်ကတစ်နေ့တာမှာပရိုတင်းဘလောက်စားရမလဲဆိုရင်တော့ပရိုတင်းလိုအပ်ချက်ကလူတစ်ဦးနဲ့တစ်ဦးမတူကြပါဘူးရှင်။အသံကိုယ်လေးချိန်နဲ့လှုပ်ရှားမှုအဆင့်ဆင့်ပေါ်မူတည်ပြီးကွဲပြားသွားပါတယ်နော်။ အလွယ်ဆုံးမှသားထားရရင်ပုံမှန်အားဖြင့်လှုပ်ရှားမှုနည်းပါးတဲ့လူကြီးတယောက်မှဆိုရင် ကိုယ်အလေးချိန်1ကီလိုဂရမ်ကို0.8ဂရမ်ခန့်မဲ့လိုအပ်ပါတယ်နော်ဥပမာကိုယ်အလေးချိန်17 kg ရှိတဲ့သူဆိုလို့ရှိရင်ဒီနေ့ကိုပရိုတင်း 56g လောက်လိုအပ်ပါတယ်။ဒါပေမဲ့ပုံမှန်လေးချိန်ခန်းလုပ်နေသူတွေဒါမှမဟုတ်အသက်ကြီးတဲ့သူတွေဆိုရင်တော့လိုအပ်ချက်တွေကပိုပြီးတော့များပါတယ်။ ခန္ဓာကိုယ်အလေးချိန်1 kg ကို1.0 g မှ1.2 g အထိစားသုံးသင့်ပါတယ်။ကြွက်သားတည်ဆောက်လိုတဲ့အာခစားသမားတွေအတွက်ကတော့ပိုပြီးတော့များနိုင်ပါတယ်။1.4 g မှ2.0 g ကြားသုံးဆွဲရန်လိုအပ်ပါတယ်နော်။အထူးသတိပေးချင်တာတွေကတော့ကျန်းမာတဲ့သူတယောက်အနေနဲ့ခန္ဓာကိုယ်မှာအလေးချိန်1 kg ကို 2.0 gram ထပ်ပို့ပြီးတော့စားဖို့မလိုအပ်ပါဘူးเนาะတနေ့တာလိုအပ်တဲ့ protein ပမာဏကို မနက်စာနေ့လယ်စာနဲ့ညစာကို အချိုးကျကျခွဲစားပေးတာကကြွက်သားတည်ဆောက်မှုအတွက်အကောင်းဆုံးဖြစ်နိုင်ပါတယ်တဲ့အတွက်အတိအကျဆုံးပမာဏကို သိရှိဖို့နဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးတော့အကြံဉာဏ်ရယူဖို့အတွက်ဆိုရင်တော့အာဟာရပညာရှင်ဒါမှမဟုတ်ဆရာဝန်နဲ့တိုင်ပင်သင့်တာအကောင်းဆုံးမှာလို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော် အားလုံးပဲကျန်းမာသောနေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေရှင်